ထိန်းချုပ်ထားတဲ့မြစ်တွေကနေပါကစ္စတန်နိုင်ငံဟာရေရတော့မှမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကပြောဆိုလိုက်တဲ့အတွက်အိန္ဒိယပါကစ္စတန်ရဲ့တင်းမာမှုကအရှိန်ပြန်ပြီးတော့တက်လာပါတယ် ါကစ္စတန်ကတော့အင်ဒူးမြစ်ဝမ်းရေခွဲဝေရေးနဲ့ပတ်သက်ပြီးတော့အိမ်နီးချင်းနိုင်ငံနဲ့ဆွေးနွေးချင်တယ်လို့ပြောပါတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာပါကစ္စတန်ကကြောထောက်နောက်ခံပေးထားတယ်ဆိုတဲ့အကြမ်းဖက်အဖွဲ့တွေကဒီခရီးသွားပြည်သူတွေကိုအစုလိုက်အပြုံလိုက်ပြစ်တက်ခဲ့တဲ့ဒီဖြစ်ရနောက်ပိုင်းမှာအိန္ဒိယကအိန္ဒုမြစ်ရေခွဲဝေမှုရေးစာချုပ်ကိုဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာအိန္ဒိယဟာပါကစ္စတန်နိုင်ငံထဲကအကြမ်းဖက်သမားတွေခိုးနားနေတဲ့နေရာတွေဆိုပြီးတော့ ဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။နှစ်နိုင်ငံကြားမှာဒီနှစ်ပေါင်း30အတွင်းအပြင်းထန်ဆုံးသော လေကြောင်းစီးကျဉ်ထိုးမှုတွေဖြစ်ခဲ့ပါတယ်။မေလ10ရက်နေ့မှာတော့အပြစ်ခတ်ရဲစေးရေးကိုသဘောတူပေမဲ့ရေးကိစ္စကမပြေလည်ပဲရှိနေခဲ့တာပါအိန္ဒိယကလာတဲ့ဒီမြစ်သုံးစင်းကရေးတွေဟာဆိုရင်ပါကစ္စတန်နိုင်ငံရဲ့ဒီစိုက်ပျိုးရေးကဏ္ဍအတွက်80ရာခိုင်နှုန်းကိုရေးပေးထားတာဖြစ်ပါတယ် အိန္ဒိယကဆိုင်းငံ့ထားလိုက်တဲ့ဆိုရဲစာချုပ်ဟာ1960ခုနှစ်မှာကုလသမဂ္ဂရဲ့ဂျာဝင်စေစမ်းမှုနဲ့ရေးဆွဲခဲ့တဲ့သဘောတူညီချက်ဖြစ်ပါတယ်။